မေလ29ရက်မြန်မာစံတော်ချိန်မနက်6:32မိနစ်ခန့်မှာမော်လိုင်းမြို့ရဲ့အရှိတောင်ပိုင်းမိုင်30ခန့်အကွာအနက်85ကီလိုမီတာကိုဗဟိုပြုပြီးအင်အား၄.၂ရီတာစကိတ်ရှိတဲ့အင်အားအနည်းငယ်ရှိမြင်းကလေးငယ်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရေဝန်းဟာဆက်လက်တည်ရှိနေတာဖြစ်ပြီးပုံမောအားကောင်းလာနိုင်ကနောက်ဆက်ရှင်နာရီအတွင်း ုံတိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်တယ်လို့သိရပါတယ်။အဆိုပါမုံတိုင်းငယ်ရဲ့အရှိန်အပြင်မောက်တုံးလေအားအလွန်ကောင်းနေတာကြောင့်ဒီကနေ့ကနေဇွန်လ6ရက်နေ့အထိမြန်မာနိုင်ငံတဝက်မှာနေရစစ်စစ်ကနေနေရအနှံပြမုတ်တချုံရွာသွန်းနိုင်ပါတယ်။စုံလာတော့ရဲ့ဒီချင်းတွင်မြညာပိုင်းဒေသတွေဖြစ်တဲ့နာဂောက်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသကထံပါခွေလေးရှိနဲ့လက်ဟဲဒေသတွေအပါအဝင် စကိုင်းနယ်အထက်ပိုင်းရှိ ဖောင်ပြင်းရွှေပြေဟောင်မလင်းထမန်သီး ခန်တီရှင်ဘူယန်စားရည်ဒေတာတွေမှာမောအလော်များနိုင်တယ်လို့မောလဝတာပညာရှင်ဝန်နိုင်ကအသိပေးထားပါတယ်။မြင်းညပိုင်းမှာမောအလော်များနိုင်တာကြောင့်ချင်းတွင်မြေရေဟာရုတ်တရက်မြင့်တက်လာနိုင်တယ်လို့လည်းသတိပေးထားပါတယ်။